โอเคပါကျွန်တော်ချက်စီသင်းလေးတွေစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါချောင်းပါစေလို့ဥစွာပရမနှုတ်ဆက်သားလိုက်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါ CPTV YouTube channel line Facebook page မှာချက်စီသင်းအကြောင်းအရာတွေကိုတင်ဆက်ပေးနေတယ်ကိုစောပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မနက်ခင်းအတွက်ဒါတတ်ထားတဲ့ချက်စီသင်းအကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ချက်ချက်စီပရိသတ်တွေအတွက်ကျွန်တော်အနေနဲ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်တင်းကတော့အများများဆက်ဆားတော့မရှိဘူးဒါ transpire ရည်လည်းမဟုတ်တဲ့အနေထားတစ်ခုရယ်ဒါဒီကနေ့ညမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ လန်ဒန်ဒါဘီပွဲကြီးပွဲကောင်းဖြစ်တဲ့အာဆင်နယ်ချယ်ဆီအသင်းပွဲစဉ်ရှိနေတာရဲ့ကြောင့်ပေါ့နော်ဒါတွေကတော့ပို့ပြီးတော့လက်ရှိချိန်မှာ hot ဖြစ်နေတဲ့အနေအထားမျိုးမှာတော့ရှိတယ်သို့တော်လည်းတစ်ဖက်မှာလည်းဒါကျွန်တော်တို့လက်မလွတ်တမ်းနားဆွနေရမယ့်သတင်းလေးလည်းရှိတယ်အဲဒီထက်ကပရမောက်သူသတင်းဘုတ်ကတော့ကျွန်တော်တို့ရဲ့တိုက်စစ်စံမှဖြစ်သူနီကလက်ဂျက်ဆန်ရဲ့သတင်းမှာဒီသတင်းကလွန်ခဲ့တဲ့နှစ်ရက်လောက်ကလည်း တစ်ခေါက်ထွက်လာခဲ့ပူးတယ်အဲ့ဒါကကျွန်တော်လက်ရှိချိန်မှာဒါ Chelsea အသင်းနေနဲ့ Nicholas Jackson ကိုဒါ Bayern Munich အသင်းထံမှာအငှားချထားတာဖြစ်တယ်အဲ့ဒီအငှားစာချုပ်မှာလည်းတခါတည်းဒါအပိသက်ဝယ်ယူခွင့်ဆိုတဲ့ option တွေကိုထည့်သွင်းထားပြီးဖြစ်တယ်ဆိုတဲ့အနေထားမှာအခုနောက်တက်တဲ့သတင်းတွေရဆိုလို့ရှိရင်လည်း Chelsea အသင်းကတော့သူတို့ရဲ့နောက်လာမယ့် plan မှာ Nicholas Jackson ရဲ့အခမ်းကဏ္ဍက အဲကျွန်တော်တို့ဟိုတဲ့ပြောရအောင်မပါတော့ဘူးပေါ့ဗျာတွေဝိုက်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့အခန်းကဏ္ဍကဒါ ਨੇ ပါလာပြီဆိုတဲ့အနေထားမျိုးဆိုပြီးတော့ဒါသိရတယ်ဒီနေထားကိုဇာသမားကလည်းကောင်းကောင်း awareness ဖြစ်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့ကြားရတဲ့တည်င်းရ Bayern နဲ့ Chelsea တင်းတို့ဟာဆိုလို့ရှင်ရင် Nicolas Jackson ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဆွေးနွေးမှုတော့မလုပ်တော့မှာမဟုတ်ဘူးကနအူးစာချုပ်မှာပါတဲ့သဘောတူညီချက်တွေအတိုင်းပဲတရားသည့်ပြီးပြီဆိုတာနဲ့လက်ရှိထွက်ပေါ်နေတဲ့တည်င်းနေရာဆိုရင် Chelsea တင်းကပေါင်90ပေါ့နော်ပေါင်တန်း90ပေါ့နော် ပမာဏ90အောင်ပြည့်တယ်ပေါင်တန်း90ကျော်ပမာဏတန်ကြီးရှိတဲ့အပြောင်းရွှေ့ဒီတရက်ကိုတခါတည်းထည့်သွင်းမိတာဖြစ်သလိုအဲ့ထည့်သွင်းထားတဲ့ဒီတိုင်းပဲဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်ဂျားထဲမှာပြန်ပြီးတော့ငွေရှိတ်လောက်တာမျိုးတွေကို Chelsea တင်းနေနဲ့လှုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ကျွန်တော်နေနဲ့သိရတာပဲဖြစ်တယ်ဒါကို Bayern Munich အနေနဲ့ကလက်ခံတယ်လို့လည်းကျွန်တော်ကြားထားတယ်ပေါ့နော်ဆိုတော့ Nicolas Jackson ကို Chelsea အသင်းရဲ့ဂျာစီနဲ့နောက်တစ်ခေါက်ပြန်ပြင်တွေးဖို့ဆိုတာကတော့ တော်လေးကိုမှအခွင့်အရေးနှဲပါသွားခဲ့ပြီလို့ကျွန်တော်ပြောလို့ရတာပဲဖြစ်ပါတယ်ဆိုတော့အာနီကလက်ဂျက်ဆင်ကလည်းလက်ရှိတာချက်စီးသင်းရဲ့တိုက်စစ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ပြန်လာဖို့တော့မလွယ်တော့ဘူးပြန်လာမယ်ဆိုရင်လည်းသူ့အနေနဲ့နေရာရဖို့ဆိုတာကတော်တော်လေးကိုမဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ဒါဝင်းဝင်းဆက်ဂျူရီရှင်ဖြစ်တဲ့ချက်စီးအနေနဲ့ကလည်းအကယ်၍များအခုပေါက်ကြားလာတဲ့အတန်း90ဆိုတာကအမှန်တကယ်သာဆိုလို့ရှိရင်ဗာပဲပြောပြောပြောင်းရွှေ့ကြီးရလေဗန်နိုင်းဆိုင်ရာရ တန်နေပေါ့နော်အကျိုးမြတ်ထွက်ခဲ့တဲ့ transfer တစ်ခုလို့ပြောမယ်ဆိုရင်လည်းရတာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Nicholas Jackson မှာတစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့တောင်မန်တိုက်စစ်ကစားသမားဖြစ်သူ Pedro Nato နဲ့ပတ်သက်ပြီးတော့လည်းအဲတတင်းတွေထွက်ပေါ်ထားတာရှိပါတယ်။အဲ့ဒါတော့တခြားမဟုတ်ပါဘူး။ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲပေါ့နော်။လက်ရှိမှာပက်ထရိုနက်တိုဒီချက်စီးတင်းနဲ့တူတော်တော်လေးခြေစွမ်းကောင်းနေကိုပြသနိုင်တဲ့ကစားသမားတဦးဖြစ်တာနဲ့အညီဒီပြီးခဲ့တဲ့ transfer တော့ငါပေါ့နော်။ပက်ထရိုနက်တိုနဲ့ပတ်သက်ပြီးတော့ ဟိုချင်းကတ်တဲ့အသင်းတွေရှိတယ်လို့ကျွန်တော်လည်းသိရတယ်။ဒါပေမဲ့ Chelsea အသင်းကတော့ Patronato နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ဝင်စားမှုပြလာတဲ့အသင်းတွေပဲဖြစ်ဖြစ်နော်နည်းနည်းလေးရှေ့တိုးခြင်းတဲ့အသင်းတွေပဲဖြစ်ဖြစ်ချက်ချင်းဆိုသလိုမျိုးပယ်ချလိုက်တာပဲဖြစ်တယ်လို့သိရတယ်ပေါ့နော်။ အဓိကကတော့ပရီးမီယာလိထိပ်သီးကလပ်အချို့တော်မှာပါဝင်တယ်လို့လည်းကျွန်တော်တို့ကြားရတယ်ပက်ထရိုနက်တိုကိုအဲခေါ်ယူဖို့စိတ်ဝင်စားကြတာပေါ့နော်ဒါပေမဲ့ချက်စီသင်းကတော့ပက်ထရိုနက်တိုနဲ့ပတ်သက်လို့ရှိရင်ပြက်ပြက်သားသားပဲသူတို့ညှဉ်းဆန်းခဲ့တယ်အဓိကအကြောင်းရင်းကတော့ပက်ထရိုနက်တိုရဲ့ဒါလက်ရှိချိန်မှာဆိုလို့ရှိရင်ညီကိုတို့တွေ့မှာပါတပွဲတလေတော့သူ့အနေနဲ့ဟိုတိုင်ပတ်တဲ့ပွဲစဉ်တွေလည်းရှိတယ်ဒါပေမဲ့နည်းနည်းလေးပါတပွဲတလေပါတကယ်လို့တပွဲတလေဖြစ်တယ်ဒါပေမဲ့ပွဲစဉ်အများစုမှာပက်ထရိုနက်တိုရဲ့ဒါ natural win ကစစ်စစ်တယောက်စီကနေကျွန်တော်တို့ခံစားရတဲ့ feeling တွေကိုအပြည့်အဝ ပေးနိုင်တဲ့ကစားသမားလို့ကျွန်တော်တို့သတ်မှတ်ခြင်းနဲ့ဒါ့အပြင်ချက်စီးဒီသူ့ကိုသဘောကျနေတာက Vaseline ဖြစ်တယ်ပေါ့နော် Vaseline ဖြစ်တယ်ပေါ့ Vaseline ပြည်စကားရောမပါကျွန်တော်ဒီတိုက်စစ်မှုအနေနဲ့လည်းကစားနိုင်တယ်ပြီးလို့ရှိရင်တောင်ပန်းအနေနဲ့ကစားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လေသူဟာကျွန်တော်တို့ဒါပေါ့နော်ဟို ကောင်းကောင်းပေါ့နော်ဒီခံစစ်ကိုတော့ပြန်ပြီးဘက်ကပေးနိုင်တဲ့တောင်ပန်ကစားသမားမျိုးတွေမှာပါတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒါမျိုး verse တိုင်းဖြစ်တဲ့ကိစ္စတွေနောက်ပြီးတော့ဒီနောက်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Petronato ရဲ့ဒီစွမ်းဆောင်ရည်တွေကအမခံပဲပေါ့နော်အဲ့လိုပြောလို့ရတယ်ကျွန်တော်ကတော့ကြိုက်ပါတယ်ဒါတကယ်ကိုဒါ natural win က66ပေါ့နော်အဲရန်ဒီ Astro William တို့လိုဂါနာချိုတို့လိုမျိုးဒီဟောပေါ့နော်ဘယ်လိုပြောမလဲ dribbling ပိုင်းမှာဘယ်ရင်ညာရင်ဘယ်ရင်ညာရင်နေကောင်းနေလိမ့်မယ်ဒါပေမဲ့လုံးဝဟို face နဲ့ကသွားတဲ့ပုံစံမျိုးကိုမှ creation ရှိတဲ့ကစားသမားပေါ့နော်အဲ့လိုမျိုးပြောလို့ရဆိုတော့ patronet ရဲ့အခြေအနေကပြောတကယ်လည်းဖန်တီးပေးပို့မှုတွေကိုဆရာထပ်တန်းနဲ့ကစားသမားဖြစ်တဲ့1 by 1 saturation နဲ့မှာဆိုလို့ရှိရင်သူ့ရဲ့ face ကိုမှီဖို့ဆိုတော့တော်တော်လေးမလွယ်တဲ့အနေအထားမျိုးပေါ့ရိုးရှင်းရှင်းပေါ့ဗျာရိုးရှင်းရှင်းနဲ့တကယ်ကိုဒါတောင်ပန်ကနေပြန်ဘက်ကစားသမားတွေကိုဖိအားပေးနိုင်တဲ့ကစားသမားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့သဘောကျတယ်ပေါ့နော်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ချင်းကတ်တဲ့အသေးအမြစ်အပေါ်မှာတော့ဒါ Chelsea တင်းကညှင်းဆန့်ထားတဲ့ဆိုပြီးတော့ကျွန်တော်တို့ တတိယနေထွက်ပေါ်ထားပါတယ်ဆိုတော့ဒါကကျွန်တော်တို့ Pedro Neto ပါတစ်ဖက်မှာလည်း Chelsea သင်းရဲ့ညောင်းတောင်းမန်းနောက်ထပ်ကစားသမားလေးဖြစ်တဲ့ Esteban Willian လေးပါဆိုတော့လက်ရှိမှာ Esteban Willian ကအသက်အရွယ်အားဖြင့်တော်တော်လေးငယ်သေးတဲ့ကစားသမားဖြစ်တယ်သို့တော်လည်းပဲဒီကစားသမားဟာ Chelsea အသင်းတော်ကတကယ်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ကိုဒါရပ်တည်သွားပြီလို့ကျွန်တော်တို့သိရတယ်ဒီလိုပဲ Anson Marsca ကိုရိုင်းကလည်းတကယ်အရေးကြီးပွဲစဉ်ဒီမှာသူသည် first choice player အဖြစ်ဒါ Asseba Willian ကို ျွန်တော်မာရက်စကာကရှုမြင်ထားတယ်လို့လည်းကျွန်တော်တို့ကြားသိရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အခုကြည့်လိုက်မလို့ကစားသမားဒီအသက်ရွယ်အခုမှငငယ်လေးတကယ်ငငယ်လေးရှိသေးတယ်ဗျာဒါပေတော့မှဒီလိုမျိုးအခြေအနေဒါမျိုးခွင့်ရရတယ်ဆိုတော့ကစားသမားတော်တော်လေးအလားလာအရန်ကောင်းတယ်လို့ပြောလို့ရတယ်ဒါအပြင်ဒါကျွန်တော်တို့ဒီအာဆင်နယ်ရဲ့တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ Gabriel Martinelli ကလည်းအဲဒီညချက်စီးတဲ့တွဲဆုံမဲ့အပေါ်မှာ Esteban Willian နဲ့ပတ်သက်ပြီးတော့သူမှတ်ချက်ပေးသွားတယ်။အဲ့တော့ Esteban Willian ကသူ့အပါဝင်သူ့ရဲ့ မိသားစုတွေအရဆိုလို့ရှိရင်ပေါ့နော်အရန်ကိုဟန်ပယ်ဖြစ်တယ်ပေါ့နော်အရန်နှိတ်ချတတ်တဲ့မိသားစုတစ်ခုဖြစ်တယ်လို့သူကချီးကျူးသွားတယ်ဒါကြောင့်ပဲ Estable William ဟာဒါဒါမျိုးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပေါ့နော်ဒါအောင်မြင်မှုတွေကိုစွတ်ခူးလာနိုင်တယ်အဲဒီထပ်ပို့ပြီးတော့ဆုတ်ခွနာမှာသူဆူတောင်းနေဒါပေမဲ့ဒီအာဆင်နယ်ပေါ့နော်ဒီညကမ်ပယ်ပွဲစဉ်ကတော့အဲသူ့ရဲ့ဟောပြောရမယ်ဆိုရင်တော့ Astivo William ရဲ့ day မဖြစ်ပါစေနဲ့ဆိုပြီးတော့သူကပြောသွားတာပေါ့နော်ဒါကတော့မှန်တယ်ပြိုင်ဘက်ဖြစ်နေအောင်နော် ဒီလိုပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင် Aston Villa William ရဲ့အာလက်တလောဒီအောင်မြင်မှုတွေဟာဆိုလို့ရှိရင်တော်တော်လေး Chelsea အသင်းအတွက်တော့တကယ်အသီးအပွင့်ပဲပေါ့နော်ဒါ Mario Gomez တို့ဘာလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ Aston Villa ကြောင့်ပို့ပြီးတော့ရှင်းထုတ်လိုက်ရတာအတန်တယ်ဆိုတဲ့ခံစားချက်မျိုးကိုကျွန်တော်တို့ရရှိရလို့လဲ ြောလို့ရတယ်ဒါပြင်ကျွန်တော်တို့ဒီအခုဆို ပေါ်မားပြန်လာပြီပေါ့နော်ပေါ်မားပြန်လာတဲ့အပေါ်မှာလည်းအန်ဆိုမာစကာကဒါပေါ်မားကိုယ်တိုင်လည်းပျော်ရွှင်နေသလိုဒါချယ်ဆီအသင်းမှာရှိတဲ့ကစားသမားတွေအရဆိုလို့ရှိရင်လည်းပေါ်မားအခုလိုမျိုး training session တွေမှာပြန်လည်ပါဝင်နိုင်တဲ့အပေါ်ပျော်ရွှင်နေကြရဆိုပြီးတော့ပြောသွားခဲ့တယ်နောက်ပြီးတော့ပေါ်မားဟာလက်ရှိလေ့ကျင့်ရေးအစီအစဉ်တွေမှာဆိုလို့ရှိရင်လည်း ဒါပြန်ပြီးတော့သူဘောလုံးနဲ့ခဏဝေးกว่าခဲ့တယ်ဆိုပေမဲ့ပြန်ပြီးတော့ကစားတဲ့အချိန်မှာဆိုလို့ရှိရင်လေတော်တော်လေး okay ရယ်ဆိုတဲ့ဒီသားမိမှာရှိနေသေးလို့အသင်းပေါ်ရင်လည်းကောင်းကောင်းချိတ်ဆက်ကစားနိုင်တယ်လို့လည်းသိရတယ်။နောက်ပြီးတော့ဒါကျွန်တော်တို့ခဏခဏပြောသလို former Aston Villa ဆိုတဲ့ဒီကျွန်တော်တို့ Juro ကိုလည်းကျွန်တော်တို့နေမြင်တွေ့ရဖို့ရှိတယ်။ဒါကတိုင်ဘက်ခန်းစင်ကစားသမားတွေတူပါပေါ့နော်။ဒီတိုက်စစ်ကစားသမားနှစ်ယောက်သားအရင်အတွဲညီသွားမယ်ဆိုလို့ရှိရင်တော်တော်လေးဒါတတိထားပြီးတော့ကစားမယ်။ ချက်စီးသင်းရဲ့တိုက်စစ်အတွဲဖက်တွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါရှေ့မှာလည်း ယောက်ပထုဒါမှမဟုတ်လန်ဒဲလတ်တို့လိုကစားသမားတွေပါလာအောင်ပဲကြမ်းမှာဆိုလို့ရှိရင်လည်းဒါကာနာချိုနတ်တိုတို့လိုကစားသမားတွေနဲ့ဆိုတော့ချက်စီတင်ရဲ့တိုက်စစ်ကတော့ဒါတကယ်ကိုပြိုင်ဘက်ခံစစ်ကစားသမားတွေပြိုင်ဘက်အသင်းတွေအတွက်တော့တကယ်ကိုအိမ်မဆိုးဖြစ်လာဖို့ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းလေးမှာတင်ဆက်ပေးခြင်းနဲ့ချက်စီတင်အကြောင်းအလေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ချက်စီပရိသတ်ချင်းညီကိုတွေအတွက်ကျွန်တော်တို့ရဲ့ချက်စီတင်လေးတွေကိုပုံမှန်တင်ဆက်နိုင်ဖို့အတွက်ကံလေစူးစမ်းပေးနေပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်